အခုနောက်ပိုင်းဖုန်းတွေကရေဆူခံတယ်ဆိုပေမဲ့ကျွန်တော်တို့ကဒါကို100%ယူသွားပြီးတော့ယုံလို့မရဘူးအချို့ဖုန်းတွေကရေဆူခံတယ်ဆိုပေမဲ့ကိုဖုန်းလေးကရေထဲကျသွားတဲ့အခါမှာပေါ်မလာတော့တာဒီလိုမျိုးပြဿနာတွေကိုလည်းကျွန်တော်ဆိုင်ကိုခဏခဏပြန်ပြီးတော့ရောက်လာတယ်အဲ့တော့မိတ်ဆွေဖုန်းလေးကရေဆူသွားခဲ့တယ်ဒါမှမဟုတ်ရေဝင်သွားခဲ့ဆိုရင်ဘယ်လိုမျိုးချက်တွေလောက်ရမလဲနဲ့မလောက်ရဘူးလေဆိုတော့ဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင် Yangon Mobile Store ပထမဆုံးလောအမယ်ချက်ကတော့မိတ်ဆွေရဲ့ဖုန်းလေးကရေထဲကိုပြုတ်ကျသွားတယ်။နောက်ပြီးတော့ကိုဖုန်းလေးကရေဆိုခံတဲ့ဖုန်းတစ်လုံးမဟုတ်ဘူးဆိုရင်တော့ရေထဲပြုတ်ကျသွားလို့ကိုဖုန်းကပါဝါလာနေလို့ဆက်သုံးနေသေးလို့ရတယ်ဆိုရင်လည်းအဲ့လိုမျိုးသုံးတာမျိုးမဟုတ်ဘဲနဲ့ပါဝါကိုချက်ချင်း off လိုက်တင်တယ်။ ဒါကဘာကြောင့်လှုပ်ခိုင်းတာလဲဆိုတော့ကိုဖုန်းကဒီလိုမျိုးရေတဲကိုကြောက်သွားရဆိုပေမဲ့ဖုန်းအတွင်းပိုင်းနဲ့ကိုရေတွေမရောက်သေးတာလည်းဖြစ်နိုင်တယ်။ကိုကအဲ့ဒါကိုမသိဘဲနဲ့ပေါ်ရေးဖွင့်ပြီးတော့ဖုန်းကိုဆက်သုံးနေတဲ့ခါမှာဖုန်းရဲ့အတွင်းပိုင်းနဲ့ကိုရေတွေရောက်တဲ့ခါမှာကိုရဲ့ဒီအထဲမှာရှိတဲ့ circuit ပြားလေးနဲ့ရေနဲ့တွေ့ပြီးတော့ကျွန်တော်တို့ဒီ short တွေဖြစ်ပြီးတော့ကိုဖုန်းလေးကလုံးဝပါဝါမလာတော့တာမျိုးတွေဖြစ်နိုင်တယ်။အဲ့တော့ပထမဆုံးလောမယ့်ချက်က ကိုဖုန်းလေးကိုချက်ချင်းပါဝါ off လိုက်တာပဲနောက်ထပ်လိုအပ်မဲ့ချက်ကတော့ဒီကိုဖုန်းရဲ့ဒီ SIM slot ထဲမှာရှိတဲ့ SIM card တွေ SD card တွေကိုချက်ချင်းထုတ်ပြီးတော့အပြင်မှာတတ်တတ်ထားတာမျိုးလုပ်ရမယ်ဘာကြောင့်လဲဆိုတော့ကိုဖုန်းလေးကိုရေဝင်သွားပြီဆိုရင်ရေတွေကဒီလိုမျိုး SIM card တွေထဲဝင်သွားတာနောက်ပြီးတော့ memory card တွေထဲဝင်သွားဆိုရင် SIM card တွေလည်းပြတ်နိုင်တယ် memory card တွေလည်းပြတ်နိုင်တယ် ဲ့တော့ဆုံးရှုံးမှုတွေပို့ပြီးတော့များတာပေါ့အဲ့လိုမျိုးကိုယ့်ရဲ့စင်ကတ်တွေကိုထုတ်ပြီးွားရဆိုရင်ကျွန်တော်တို့ဘာဆက်လုပ်ရမှာလဲဆိုတော့ကိုဖုန်းလေးကိုဒီအဝတ်ချောက်လေးနဲ့ဖုန်းကိုညှင်းညှင်းတတလေးတုတ်ပြရမှာပေါ့နော်ရေကိုအပြင်ဘက်ကနေညှင်းညှင်းတတလေးတုတ်ပြရမယ်နောက်ပြီးတော့ကိုယ့်ရဲ့ဖုန်းရဲ့ပေါ့နော်ဒီအသွင်ပေါက်တွေနှကြက်ပေါက်တွေစပီကာပေါက်တွေကိုလည်းရေတွေပါရှိရဆိုရင်အဝတ်ချောက်လေးနဲ့ညှင်းညှင်းတတလေးတုတ်ပြရမျိုးလုပ်ရမယ်နောက်ဆုံးလုံးသိတဲ့ချက်ကတော့ကိုဖုန်းလေးကိုဒီလေဝင်လေထက်ကောင်းတဲ့နေရာမှာ24နာရီဒါမှမဟုတ်48နာရီလောက်ဒီတိုင်းအချောက်ခံထားတာမျိုးလုပ်တင်တယ် ဒီလိုမျိုးအချောက်ခံတဲ့နေရာမှာလဲကိုဖုန်းကိုဒီလိုမျိုးလှဲထားတာတို့အဲအဲ့လိုမျိုးပုံစံမျိုးမဟုတ်ဖဲနဲ့ဘယ်လိုမျိုးလောက်အောင်မှာလဲဆိုတော့ကိုဖုန်းရဲ့ဒီအပေါက်တွေရှိတဲ့ဘက်ကိုအောက်မှာထားပြီးတော့ဒီလိုမျိုးထောင်လဲရပုံစံမျိုးလေးနဲ့အချောက်ခံတာမျိုးလောက်အောင်မယ်အဲဘာကြောင့်ဒီလိုလှုပ်ခိုင်းတာလဲဆိုတော့အဲဒီလိုမျိုးအပေါက်တွေကဒီအောက်မှာရှိတဲ့ခါမှာဒီအထဲမှာရှိတဲ့ရေလေးတွေကအောက်ကနေဆင်းပြီးတော့ကိုဖုန်းထဲမှာရှိတဲ့လုံးဝပြောင်းသွားတာမျိုးလေးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်လှုပ်တင်တဲ့ချက်တွေကိုလည်းပြောပြွားရဆိုတော့ဘယ်လိုမျိုးချက်တွေကမလှုပ်တင်ဘူးလဲဆိုတော့ပြောပြမယ်ပထမဆုံးမလှုပ်တင်တဲ့ချက်ကတော့ဒီရက်ွက် ဟင်မှာပြောနေလိုမျိုးပေါ့နော်ဖုန်းကိုရေဝဲဝင်သွားပြီဆိုရင်ဆန်ဦးထဲမှာတ냐လောက်တိတ်ထားလိုက်အဲမနေ့ရောက်ရင်ပြန်ကောင်းသွားပြီ အဲဒီလိုမျိုးကအချို့အချိန်တွေမျိုးမှာဒီဖြစ်ကောင်းဖြစ်နိုင်နေဆိုပေမဲ့အဲဒီဆံမုံတွေကဒီအထဲမှာရှိတဲ့ဒီပေါ့နော်ရေငွေ့ကိုစုပ်ယူပြီးတော့ရေတွေကို6တွေ့ကောင်း6တွေ့နိုင်သေးလိမ့်မယ်။ဒါပေမဲ့ဒီလိုမျိုးဆံမုံထဲမှာကိုယ့်ရဲ့ဖုန်းကိုစိန်ထားတဲ့ခါမှာဆံစီတွေနောက်ပြီးတော့ဒီဆံတွေမှာပါတဲ့ဒီအမှုန်လေးတွေကကိုယ့်ဖုန်းထဲကိုဝင်သွားတဲ့ခါမျိုးကြရင်အရင်အထက်ကိုယ့်ဖုန်းကပို့ပြီးတော့ damage ဖြစ်ပြီးတော့အရင်အထက်ပျက်စီးနိုင်တာမျိုးတွေဖြစ်နိုင်တယ်။နောက်တစ်ခုကကျတော့ကိုယ့်ဖုန်းကိုဒီ power fit ပြီးတော့ဖုန်းကိုချက်ချင်းလန်ငင်သုံးတာမျိုးလုံးဝမလုပ်သင့်ဘူး။ဒီလိုမျိုးလုပ်မယ်ဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲကိုယ့်ဖုန်းရဲ့ အတွင်းထဲမှာရှိတဲ့စာကစ်ပြားတွေကဒီအပြင်ကရေနဲ့တွေ့တဲ့အခါမှာဝါရှော့တွေဖြစ်ပြီးတော့ကိုဖုန်းကပါဝါလုံးဝမတက်တာမျိုးတွေဖြစ်နိုင်တယ်။နောက်တစ်ခုကတော့ကိုဖုန်းကရဲ့အပြင်ပိုင်းတွေကိုဒီအချောက်ခံတဲ့နေရာမျိုးတွေမှာဒီ hair dryer ကိုအပူတွေအများကြီးပေးပြီးတော့အချိန်တွေအများကြီးပေးပြီးတော့ဒီအချောက်ခံတာမျိုးမလုပ်တင်ဘူး။အဲဒီလိုမျိုးလှုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ hair dryer ကလေအချိန်ကအရန်ပြင်းတဲ့အခါမှာကိုဖုန်းအထဲကိုရေတွေကပူပြီးတော့ဝင်သွားနိုင်တယ်။အဲလိုမျိုးဝင်တဲ့အခါမှာကိုဖုန်းကပူပြီးတော့ပျက်စီးနိုင်တယ်။နောက်ပြီးတော့ဒီ hair dryer အပူကြောင့်အထဲမှာရှိ ည်တဲ့စားကပြားလေးတွေကပျက်စီးတာမျိုးလည်းဖြစ်နိုင်တယ်။နောက်ပြီးဒီလိုမျိုးပေါ့နော်အချောက်ခံတဲ့နေရာမှာလည်းချောက်နေတဲ့ဝင်တဲ့ကိုဖုန်းကိုတုတ်တဲ့နေရာမှာဒီညင်ညင်သာသာမတုတ်ဖ ೇನೆ အရင်အကြမ်းပလန်တုတ်လိုက်မယ်ဆိုရင် အပြင်ကဒီရေတွေကအထဲကိုလည်းပို့ဝင်နိုင်တယ်နောက်ပြီးတော့ကိုကဖုန်းကိုရေထွက်အောင်ဆိုပြီးတော့ဒီလိုမျိုးလှုပ်တာမျိုးတွေလည်းမလှုပ်တင်ဘူးအဒီလိုမျိုးလှုပ်တယ်ဆိုရင်ကိုဖုန်းထဲမှာရှိတဲ့ရေလေးတွေကအပြင်ထွက်တာမဟုတ်ဘဲနဲ့ဒီအပြင်ကရေတွေကဒီအထဲကိုပို့ပြီးတော့ဝင်နိုင်တဲ့ chance ကပို့ပြီးတော့များတယ်အဲဒါကြောင့်ဒီလိုမျိုးအချက်တွေတော့မလှုပ်တင်ဘူးနောက်ဆုံးတစ်ခုကကြတော့ကိုဖုန်းကိုပေါ့နော်ရေထဲမှာကြာကြပြီးချင်းကိုဖုန်းကပါဝါရီပါတက်သေးတယ်ဆိုတဲ့အခါမျိုးကြရင်ချက်ချင်းလက်ငင်အာတွင်ဂျိုတန်လိုင်းပေါ့နော်အာတွင်ဂျိုကောက်ထိုးပြီးတော့ဖုန်းကိုတုံးတာမျိုးတွေလုံးဝမလှုပ်တင်ဘူးဒီလိုမျိုးလှုပ်တဲ့အခါကြရင် ်အထက်မသိရင်ကိုဖုန်းကထပေါက်ပြီးတော့ကိုကိုလည်းထိကြိုက်တာမျိုးတွေဖြစ်နိုင်တယ်။အဲ့တော့ DVD လေးကကိုကင်ထားတဲ့ဖုန်းလေးကဒီရေထဲပြုတ်ကျသွားရဲဆိုရင်ဘယ်လိုမျိုးအချက်တွေကိုလုံးဝမလင်းနဲ့ဘယ်လိုမျိုးအချက်တွေကိုမလုံးပါဘူးလဲဆိုတာကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနောက်ထပ်ဗီဒီယိုမှာလည်းအဲဒီလိုမျိုးအကြောင်းအရာတွေမတူဘဲနဲ့အခြားဒီစမ်းသစ်တဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကြည့်တင်နေကျွန်တော်ခင်ဗျာ။